ဒီနိုင်ငံကစီဒီတင်ကမြန်မာနိုင်ငံငလျင်ဘေးတင်ပြည်သူတွေအတွက်ပေးပို့တဲ့ထပ်ပရင်ပစ္စည်းရှင်းန်း၉စီးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆက်လက်တရနဲ့ပြစ်ခတ်ခဲ့တယ်လို့ PSLF DNL ကတော့ပြောဆိုထားရတဲ့ဧပြီလ၁ရက်နေ့ညနေ9:20မိနစ်အချိန်မှာဒီနိုင်ငံကစီဒီတင်ကမြန်မာနိုင်ငံငလျင်ဘေးတင်ပြည်သူတွေအတွက်ပေးပို့တဲ့ထပ်ပရင်ပစ္စည်းတွေတည်ဆောင်လာတဲ့ရှင်းန်း၉စီးဟာမန္တလေးမြို့ကိုအတော့နောက်ဆုံးမြို့နယ်အော်မတီကျေးရွာမှာစစ်ကောင်စီကပြစ်ခတ်တာကိုခံခဲ့ရတာပါ။ ထပ်ပိုင်ရင်နဲ့မန္တလေးမြို့ကိုခီးဆက်သွားမဲ့အကြောင်းစစ်ကောင်စီကိုသတင်းပေးပို့ထားပေမဲ့လန်ခီးမှာအတင်းဆောင်ဆိုင်ပြစ်ခတ်တာကိုကြုံရပြီးတော့လောင်ကျွမြို့ကိုပြန်လည်ဆုတ်ခွာလာတယ်လို့ TNN ကတော့ပြောဆိုထားပါတယ်အဲ့ဒီဖြစ်စမှာစစ်ကောင်စီရဲ့ပြောခွင့်ရဗိုလ်ချုပ်စော်မင်းတို့ကတော့စစ်တပ်ကပြစ်ခတ်ခဲ့တဲ့အကြောင်းဝန်ခံထွက်ဆိုထားပြီးအကြောင်းအရာချင်းမရှိဘဲတွာလာတာကြောင့်တနက်ဖောက်တရိပ်ပေးတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ဒီဂျင်တန်းကိုစီကို TNL တပ်ဖွဲ့ဝင်တွေကကာကွယ်ပေးထားပြီးတော့မန္တလေးကိုဆက်လက်ပို့ဆောင်ပေးမယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ ငလင်မြေဆောင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေဖို့ Energy Power တိုင်းဒေသလက်ကတပ်ဖွဲ့တချို့ယာယီပြစ်ခတ်ရစဲကြောင်ကြေညာထားပေမဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့အဆိုပါဖွဲ့တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။အနည်းကပြုလုပ်ခဲ့တဲ့ငလင်မြေတင်ဒေသရဲ့ပတ်သက်ပြီးအလူငွေပေးတဲ့လူလံပွဲမှာအပြည့်ရဲ့ကြေညာချက်တွေပေါ်စစ်ကောင်းဆောင်ကအခုလိုတုံ့ပြန်ခဲ့ခြင်းဖြစ်ပြီးတော့တိုင်းဒေသလက်ကဖွဲ့တွေအနေနဲ့လက်ရှိမှာတိုက်ပွဲဖော်ဆောင်ခြင်းမရှိပေမဲ့တိုက်ခိုက်မှုတွေလုပ်ဖို့စုဖွဲ့တာလေ့ကျင့်ပြင်ဆင်တာတွေလုပ်ဆောင်နေတာကိုသိရှိထားတယ်လို့လည်းစစ်ကောင်းဆောင်ကပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရွှေအန်ယူဂျီကတော့ခုခံကာကွယ်စစ်ကလွယ်ပြီးထိုးစစ်အားလုံးကိုမတ်လ30ကနေဧပြီလ12ရက်ထိရပ်ဆိုင်းထားမယ်လို့မတ်လ29နေ့ကကြေညာထားပြီးတော့ AMMDA နဲ့ TNL ညီနောင်မာမိတ်၃ခွဲကလည်းလက်ရှိတိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေမှာခုခံကာကွယ်စစ်ကလွယ်ပြီးတလားလုံးပြည့်ရထားမယ်လို့မနေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကတော့လက်ရှိငလင်လွတ်ခတ်မှုတွေကြောင့်အပြည့်အစုံဆုံးရှုံးကြီးမားပြီးတော့တိုက်စုံမှုတွေများနေတဲ့ကာလမှာတော့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လွတ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ် လက်တော်မြန်မာနိုင်ငံမှာငလင်ဘေးတင်ပြီးတော့ပြည်သူတွေအတိတ်ကရောက်နေပြီမဲ့စစ်ကောင်စီကတော့ရိုးရာတကြံကိုဆက်လက်ပြုလုပ်သွားမယ်လို့စစ်ကောင်စီလက်ခံပညာရေးဝန်ကြီးဌာနကမလေးကညနေပိုင်းကကြေညာထားပါတယ်စစ်ကောင်စီထញုပ်ထားတဲ့နိုင်ငံပိုင်သတင်းဌာနတွေမှာဖော်ပြမှုရငလင်ဘေးတင်ဒေသတွေမှာထိခိုက်တိုက်စုံမှုတွေရှိနေတာကြောင့်ဝန်နဲ့ကြေကွဲနေရပြီးတော့ပြောပွဲရှင်မွေးမပါတဲ့ရိုးရာတကြံမပြုလို့မယ်လို့ကြေညာထားသလိုနိုင်ငံတော်ကလည်းဝန်နဲ့ကြေကွဲနေရတဲ့ကာလဖြစ်တာကြောင့်အခုနှစ်မှာရိုးရာတကြံကိုပျော်ပါတိစုကောက်ခုံတာတွေမပါပဲရိုးရာရင်ကျင်းမှုနဲ့ညီအေးချမ်းတာယာတဲ့တကြံပြစ်ကျင်းပတော့မယ်လို့လည်းပြောဆိုထားပါတယ် စစ်ကောင်စီကကြံပွဲတော်ကိုဆက်လက်ကျင်းပမယ်လို့ကြေညာထားပေမဲ့တိုင်းသာလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ကိုကတ်တဲ့ MNDA ကတော့ငရေဗီတင်ခဲ့တဲ့ပြည်သူတွေကိုစာနာတဲ့အနေနဲ့အခုတည်းကကြံပွဲတော်ကိုမကျင်းပတော့ကြောင်းမက်စလန်၂၉ရက်နေ့ကကြေညာခဲ့ပြီးတော့လာဆွေးပြေမှာဆက်လုပ်ထားတဲ့ကြံမဏ္ဍပ်တွေကိုလည်းဖျက်သိမ်းခဲ့ပါတယ်ဆက်လက်ပြီးမိုင်းလာတဲ့ NDA ထိချုပ်ထားတဲ့ရှက်ပြည်နယ်ရှေ့ပိုင်းထူးဒေသလေးမှာပြုလုပ်မဲ့ကြံပွဲတော်ကိုလည်းဖျက်သိမ်းတယ်လို့မက်စလန်၃၀ရက်နေ့ကထုတ်ပြန်အသိပေးထားပါတယ်နော်ယူရင်းမြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်တွေကို နေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပါခင်ဗျာ။